ရှိသူ forward education center ကနေ ကျိုးဆိုနှုတ်ခွန်းဆက်ပါတယ်ပထမရန်တသားမိမိတို့အတွက်သိပ္ပံသင်ခန်းစာလေးပြင်ဆင်ထားပေးပါတယ်အခန်းကကျွန်ုပ်တို့ဤကဘာမြေကြီးမြေကြီးနေကြောက်ခဲဆိုတဲ့သင်ခန်းစာလေးပါ စာမျက်နှာ58မှာရှိပါတယ်လုပ်ငန်းတစ်အနေနဲ့လက်တွေ့ဆောင်ရွက်ရမှာကတော့မြေကြီးကိုဘယ်နေရာမှာတွေ့နိုင်တယ်လဲမြေကြီးတွေ့နိုင်မဲ့ နေရာလေးကို ရှာဖွေကြည့်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့မြေကြီးကိုဘယ်လိုသုံးတယ်လဲ။မြေကြီးရဲ့အသုံးပြုပုံလေးကို စူးစမ်းလေ့လေ့လာရမှာဖြစ်ပါတယ်။သားတို့သမီးတို့ကမြေကြီးကို မြင်ဘူးကြတယ်မလား။ဘယ်နေရာမှာမြင်ဘူးတယ်ဆိုတာကိုရောသိကြတယ်မလား။ဆ iam မနဲ့အတူမြေကြီးတွေကိုဘယ်နေရာမှာတွေ့နိုင်တယ်လဲဆိုတာကိုရှာဖွေကြည့်ရအောင်။ပြီးတော့ မြေကြီးဟာဘလို့အတုံးဝင်တယ်လဲမြေကြီးကိုဘလို့အတုံးပြူထားတယ်လဲဆိုတာကိုလည်းလေ့လာကြည့်ကြရအောင်အရင်ဆုံးစာသင်ခန်းထဲကနေအပြင်ကိုထွက်လိုက်ပါမယ်။ကျောင်းဝင်းထဲကကွင်းပြင်မှာမြေကြီးတွေရှိတယ်။အဲ့ဒီမြေကြီးပေါ်မှာသားတို့သမီးတို့ပြေးလွာဆော့ကစားနိုင်တယ်လမ်းလျှောက်နိုင်တယ်ပြီးတော့မြေကြီးနဲ့လဲဆော့ကစားနိုင်သေးတယ် မြေကြီးနဲ့အင်္ဂလိပ်တွေဆက်လုပ်တန်းကစားကြမယ်ဒါမှမဟုတ်မြေကြီးကို ရေနဲ့ဖြော်ပြီးရလာတဲ့ရွှတ်နဲ့အယုတ်တွေ လောက်စလုံးတွေကို ပြုတ်လုံနိုင်တယ်ကဲအเจ้าဝင်းအပြင်ကိုထွက်လိုက်ရအောင်မြေကြီးကိုဘယ်မှာထပ်တွေ့နိုင်သေးသလဲမြေကြီးပေါ်မှာတစ်ပင်တွေလည်းမြင်ရတယ်အဆောက်အဦတွေကိုလည်းမြင်ရတယ်လယ်ကွင်းနဲ့စိုက်ခင်းတွေကိုလည်းတွေ့ရတယ်နော်ဒီတော့က ြေကြီးကိုဘယ်လိုအသုံးပြုထားသလဲဆိုတာသိအောင် အနီးကသွားပြီးတော့လေ့လာကြည့်မယ်။ဟောစိုက်ခင်းတွေကိုရောက်လာပြီ။စိုက်ခင်းတွေမှာမြေကြီးကို တွေ့နိုင်တယ်။စိုက်ခင်းတွေရဲ့မြေကြီးပေါ်မှာစားပင်လေးတွေကို အသီးနှံပင်လေးတွေကိုစိုက်ထားတာကိုတွေ့ရတယ်။ဒါကြောင့်စိုက်ခင်းကမြေကြီးပေါ်မှာအပင်စိုက်နိုင်တယ်။မြေကြီးကအပင်တွေစိုက်ဖို့အတွက်အသုံးပြုနိုင်တယ်နော်။ ဒီအပင်တွေက ကြီးထွားလာတယ်ဆိုရင်ဆီယမတို့တွေသားတို့သမီးတို့တွေကဒီအသီးနှံပင်တွေကို စားသုံးနိုင်တယ်။ဒါကြောင့်မြေကြီးက အပင်စိုက်ဖို့အတွက်အလွန်ပဲအသုံးဝင်ပါတယ်။လေဝင်းထဲမှာလည်းမြေကြီးကို တွေ့နိုင်တယ်။အဲ့ဒီလေခွေးထဲကမြေကြီးပေါ်မှာစပားပင်တွေစိုက်ထားတယ်။ဒီတော့က မြေကြီးပေါ်မှာစဘာပင်นี่လဲစိုက်နိုင်သေးတယ်ဒီမှာကြည့်လိုက်လို့ရှိရင်တစ်ပင်ကြီးတွေနဲ့ဘေးနားကပန်းပင်တွေကို တွေ့ရမယ်မြေကြီးပေါ်မှာတစ်ပင်နဲ့ပန်းပင်တွေလဲစိုက်နိုင်သေးတယ်ဟောဒီမှာလူသွားလမ်းကလေးဒီဘက်မှာကားလမ်းကလေးဖောက်လုပ်ထားတာကို တွေ့ရမယ်မြေကြီးပေါ်မှာ လူသွားလမ်းနဲ့ကားလမ်းဖောက်လုပ်လို့ရတယ် ကစားခွင်းထဲမှာလည်းမြေကြီးကိုတွေ့နိုင်သေးတယ်။မြေကြီးပေါ်မှာကစားခွင်းတိဆောက်ထားလို့ရတယ်။မြေကြီးပေါ်မှာဘောလုံးခွင်းဖောက်လုပ်ထားလို့ရတယ်။မြေကြီးပေါ်မှာအနားယူဖို့ခုံနှန်းလေးတွေလည်းတိဆောက်ထားလို့ရတယ်။ဒီတော့က မြေကြီးပေါ်မှာတိဆောက်ထားတဲ့ကစားဝင်းရယ်ဘောလုံးဝင်းရယ်ခုံနှန်းလေးတွေဟာလူတွေအားလုံးဆော့ကစားဖို့အပန်းဖြေဖို့နေရာလေးတွေပြုလုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မြေကြီးကအင်မတန်မှပဲအသုံးဝင်နေနော်။မြေကြီးကိုအိုးလုတ်တဲ့နေရာမှာလဲတွေ့နိုင်နေဒီမှာမြင်နေမလားမြေကြီးနဲ့အိုးတွေပြုတ်လုနေတာဟောဒီမှာလဲကြည်ပါဦး ြေကြီးနဲ့အိုးလုံနေကြတယ်။အိုးတွေအများကြီးပဲနော်။ကဲမြေကြီးနဲ့လည်းအိုးလုံနိုင်သေးတယ်။မြေကြီးဟာအင်မတန်မှအသုံးဝင်တယ်ဆိုတာကိုသိလာရပြီနော်။မြေကြီးနဲ့နောက်ထပ်ဘာတွေလုံနိုင်သေးသလဲ။အိုးပုတ်ကလေးတွေလည်းပြုလုံနိုင်သေးတယ်။ဒါတို့သားတို့သမီးတို့ ဆော့ကစားတဲ့အခါမှာဒီအိုးပုတ်ကလေးတွေနဲ့ဆော့ကစားကြတယ်မလား။နောက်ထပ်ကော ဂျိုးရုပ်ကလေးတွေလည်းလုံနိုင်သေးတယ်။နောက်ထပ်ကောပြတိုင်းထောင်ရုပ်တိလေးတွေလည်းလုံနိုင်တယ်။ဒီပြတိုင်းထောင်ရုပ်ကလေးထဲမှာစုဘူးအနေနဲ့ငွေလေးတွေစုလို့ရတယ်နော်။ဒီတော့အိုးပုတ်ရဲ့ဂျိုးရုပ်ရဲ့ပြတိုင်းထောင်ရုပ်တွေဟာဘာနဲ့လုပ်ထားလဲ။မြေကြီးနဲ့လုပ်ထားတာပေါ့။နော်မြေကြီးကအင်မတန်မှအတုံးဝင်ပါတယ်။အင်ချာဝင်းထဲမှာလည်းမြေကြီးကိုတွေ့နိုင်သေးတယ်မလား။ ါတို့တပီးတို့ရဲ့အိမ်လေးကိုမြေကြီးပေါ်မှာဆောက်လုပ်ထားတာလေဒါကြောင့်မလို့မြေကြီးပေါ်မှာ လူနေအိမ်နဲ့အဆောက်အုံတွေဆောက်လုပ်နိုင်တယ်မြေကြီးပေါ်မှာလူနေအိမ်နဲ့အဆောက်အုံတွေဆောက်လုပ်နိုင်ုံတင်မကဘူးမြေကြီးနဲ့လည်းအိမ်ဆောက်နိုင်သေးတယ်ဒီမှာကြည့်ပါဦးဒီပုံထဲကအိမ်လေးကမြေကြီးနဲ့ဆောက်ထားတာเนาะဒီတော့မြေကြီးဟာ အိမ်ဆောက်လုပ်လို့လည်းရတယ်မြေကြီးပေါ်မှာလည်းအိမ်ဆောက်လုပ်နိုင်တယ်နောက်ထာမြေကြီးနဲ့အုတ်တေပြုတ်လုတ်တယ်ရလာတဲ့အုတ်တေနဲ့လည်းဒီလိုအိမ်ဆောက်လုပ်နိုင်သေးတယ်เนาะအဲ့တော့မြေကြီးဟာအိမ်ဆောက်လုပ်တဲ့နေရာမှာလည်းအသုံးပြုတယ်ဆိုတာသိလာရပြီဒါကြောင့်မြေကြီးကိုပတ်ဝန်းကျင်မှာတွေ့နိုင်ပြီးတော့ ြေကြီးဟာလူတွေအတွက်အလွန်ပဲအသုံးဝင်တာကို သိလာရပြီမြေကြီးပေါ်မှာဆီယမာတို့တွေအိမ်ဆောက်လုပ်ပြီးတော့နေထိုင်နိုင်တယ်အကယ်၍မြေကြီးမရှိခဲ့ရင်ဆီယမာတို့လည်း ရက်ဒီလို့မရပါဘူးဘယ်မှာသွားနေမလဲစဉ်းစားကြည့်နော်အဲ့တော့မြေကြီးပေါ်မှာပဲဆရာမတို့တွေအားလုံးတားတို့သမီးတို့တွေအားလုံးဟာနေထိုင်ကြရတယ်မြေကြီးပေါ်မှာပဲအပင်တွေကိုစိုက်ပျိုးကြရတယ်မြေကြီးပေါ်မှာပဲရင်ရထားတွေနဲ့သွာလာလှုပ်ရှားလို့ရတယ်ဒီတော့မြေကြီးဟာလူတွေအတွက်အလွန်ပဲအသုံးဝင်တာကိုသိလာရပြီ ဲဒီပုံထဲရလို့ပဲလမ်းလျှောက်ကြည့်ကြမယ်ကျွန်တော်တို့လမ်းလျှောက်သွားလို့ရတဲ့နေရာတိုင်းမှာမြေကြီးရှိတယ်ကျမတို့လမ်းလျှောက်လို့သွားလို့ရတဲ့နေရာတိုင်းမှာမြေကြီးရှိတယ်တဲ့ဒါတို့သမီးတို့ရေမြေကြီးပေါ်မှာလမ်းလျှောက်သွားပြီးခတ်ဝိုးဝေးကိုရအောင်သွားကြည့်ပါမြေကြီးရဲ့အတုံးဝင်ပုံလေးကိုတိလာရပါလိမ့်မယ် မြေကြီးရဲ့တံဖိုးကို နားလေလာပါလိမ့်မယ်။ဆရာမတို့တွေလူတွေအားလုံးဟာမြေကြီးပေါ်မှာနေထိုင်ရတယ်ဆိုတာကို သိလာပါလိမ့်မယ်။ကလေးတို့ရေမြေကြီးကိုဘယ်နေရာမှာတွေ့နိုင်သလဲ။ဘယ်လိုသုံးသလဲဆိုတာကိုနောက်ထပ်စဉ်းစားပြီးတော့ကိုတိတာတွေကိုလည်း မျှဝေပေးဖို့မမေ့ပါနဲ့အောင်တော့ဒီတော့ဆရာမတို့ရဲ့ရှေ့သူ forward education center ကပို့ချတဲ့သင်ခန်းစာလေးတွေကို နားထောင်ခြင်းနဲ့ဆိုခဲ့လို့ရှိရင်ဒီ page လေးကို subscribe လုပ်ထားပြီးတော့ဒီ video လေးကို subscribe လုပ်ထားပြီးတော့မှအမြဲမပြတ်နားထောင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ကွယ် နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ပါဦးမယ်မင်္ဂလာပါ